တငယ်ချင်းများမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ကြက်သားပေါ့ကိုအချင်းကြီးလေးနဲ့တိုးစားကြမယ်အရန်ကိုစားလို့ကောင်းပါတယ်เนาะအချင်းကြီးကတော့ကျွန်တော်ဒီမှာပင်လေစာ C4 အချင်းကြီးလေးတုံးပြတာပါတယ်လိုက်ပြီးတော့လှုပ်စားဆန်းကြည့်ပါဦးเนาะဒီမှာကျွန်တော်ကြက်ပေါင်လေးတွေကိုတေချာကြီးလေးနဲ့စေးပါမယ် ချက်သွုံဖြူထဲပါမယ်ငရုတ်ကောင်းအဖြူထဲပါမယ်နန်းနန်းပင်အမြင့်ထဲပါမယ်နော်ပြီးအားလုံးကိုဒီနေရာမှာညက်တော့အောင်ရောပြီးတော့ထောင်းပင်လိုက်ပါရေထဲပါမယ်အစောကထောင်းနာနာလေးတွေကိုထဲပါမယ်ပြီးရင်ချက်ပေါင်ထဲပါမယ်ခယူးစီထဲပါပဲပဲငဲ့ပြားရဲ့အကျဲထဲပါမယ်ပဲစီအဖြစ်ထဲပါမယ်နော်ပြီးရင်ချက်သားမို့အနေငယ်ထဲမယ်တကြားလေးအနေငယ်ထဲမယ်နန်းနန်းပင်အမြင့်လေးထဲပြီးတော့ပြုတ်ပေးလိုက်ပါနော်အချင်းရဲ့အတွက်ကတော့ငရုတ်တီအမဲ့ထဲပါမယ် ကြက်သွုံဖြူထဲပါမယ်ပင်နန်းနန်းပင်အမြင့်ထဲ့ပြီးအားလုံးကိုညက်အောင်ယောပြီးတော့ထောင်းပစ်လိုက်ပါပင်ထညက်အပြော့ထဲ့ပါမယ်ငံပြရည်ထဲ့ပါမယ်တမရသီလေးညစ်ထဲ့ပါမယ်ရင်နွေးလေးထဲ့ပါမယ်နော်အားလုံးကိုဒီနေရာမှာဖြိုပြီးအရသာလေးနဲ့ငယ်မြည်ကြည့်ပါနော်လိုရထပ်ပြီးတော့ထဲ့ပစ်လိုက်ပါနော်ကြက်ပေါင်လေးတွေနူးလာပြီဆိုလို့ရှိရင်အချင်းရည်တွေနဲ့တွဲစားကြည့်ပါဦးနော်အရန်ကိုစားလို့ကောင်းပါတယ်